TikTok monetization ရှောက်တဲ့နည်းလမ်းကိုပြပြပေးမှာဖြစ်ပါတယ်။မင်္ဂလာပါ။ TikTok ပေါ်မှာကျွန်တော်တို့တင်လိုက်တဲ့ဗီဒီယိုများကနေပြီးတော့ဝင်ငွေတွေရရှိလာအောင် TikTok Creator Reward Program ကိုဝင်ကြိုင်းတဲ့နည်းနဲ့ ID Verify လုပ်တဲ့နည်း bank account ချိတ်တဲ့နီလန်းတွေကို DPDO ထဲမှာအစအနဲ့ဆုံးထိအသေးစိတ်တိတ်ချလေးရှင်းပြပေးသွားမှာပဲဖြစ်ပါတယ်။ကဲဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့စလိုက်ရအောင်နော်။ပထမဆုံးအနေနဲ့ကျွန်တော်တို့ရဲ့ TikTok account ထဲဝင်သွားလိုက်ပါမယ်။ ကဲကျွန်တော်တိတ်တောက်ထဲရောက်ပြီဆိုလို့ရှိရင်တော့ပထမဆုံးအနေနဲ့ကျွန်တော်တို့တိတ်တောက် monetization မလျှောက်ခင်မှာကိုယ့်ရဲ့အကောင့်မှာတင်ထားတဲ့ video များကတိတ်တောက်ရဲ့ community guideline တွေကိတိတ်တောက်ရဲ့စီမင်းစည်းကမ်းချက်တွေလိုက်နာမှုရှိလားမရှိဘူးလားဆိုတာတွေကိုကိုယ့်ရဲ့ video ကိုအရင်ဆုံးစစ်ဆေးပေးဖို့လိုပါတယ်။ကိုယ့်ရဲ့ video ကိုစစ်ဆေးမယ်ဆိုရင်အရင်ဆုံးအပေါ်နှားလေးက menu မြင်းတုံးချောင်းလေးကိုနှိပ်ပေးလိုက်ပါပြီးတော့တော့ကျွန်တော်တို့ဒီမျက်နှာပြင်ထဲကိုရောက်လာမှာပဲဖြစ်ပါတယ်။အောက်နှားလေးမှာ account check ဆိုတဲ့ဟာလေးပါပါတယ် account check ဆိုတဲ့နေရာလေးကိုတစ်ချက်နှိပ်ပေးလိုက်ပါပြီးတော့တော့ကျွန်တော်တို့ဒီမှာကိုယ့်ရဲ့ account မှာတင်ထားတဲ့ video တွေအကုန်လုံးကို TikTok ကနေပြီးတော့အရင်ဆုံး check လုပ်ပေးมาဖြစ်ပါတယ်ဗောနော်စစ်ဆေးပေးมาဖြစ်ပါတယ် TikTok ကနေပြီးတော့အချမှတ်ထားတဲ့ community guideline တွေပြီးလို့ရှိရင်ကိုတင်ထားတဲ့ video တွေက copyright ရှိလားမရှိဘူးလားစတာဖြစ်ပေါ့နော်ဒါတွေကိုအကုန်လုံး video တစ်ခုချင်းစီ TikTok ကနေပြီးတော့အခုလိုစစ်ဆေးနေมาဖြစ်ပါတယ် စစ်ဆေးပြီးတော့ပြီဆိုလို့ရှိရင်တော့ကိုယ့်ရဲ့အကောင့်လေး TikTok ကနေပြီးတော့တက်မှတ်ထားတဲ့ community guideline တွေစီမင်းစည်းကမ်းချက်တွေကိုက်ညီရဲဆိုလို့ရှိရင်တော့အခုလိုပုံစံပြပေးနေမှာဖြစ်ပါတယ်ပေါ့နော် copyright ရှိတဲ့ video တွေ TikTok ရဲ့ community guideline နဲ့မညီတဲ့ video တွေကိုတွေ့တယ်ဆိုလို့ရှိရင်တော့ဒီနေရာမှာပြပေးမှာဖြစ်ပါတယ်ဖြတ်ပြဖို့လိုပါတယ်။ကဲဒါကတော့ကျွန်တော်တို့ TikTok monetization မလျှောက်ခင်မှာကိုယ့်ရဲ့ account မှာတင်ထားတဲ့ video တွေကိုအရင်ဆုံးစစ်ဆေးတဲ့နည်းလမ်းလေးပဲဖြစ်ပါတယ်ပေါ့နော်။ကဲဒါဆိုရင်ကျွန်တော်ဒီခါကနေထွက်လိုက်မယ်။ထွက်ပြီးတော့မှကျွန်တော်တို့ TikTok creator ရဲ့ program တွေကိုဝင်သွားရမှာပဲဖြစ်ပါတယ်။ TikTok creator ရဲ့ program တွေကိုဝင်သွားလိုက်ပါ။ Okay ကျွန်တော်တို့ creator ရဲ့ program တွေကိုဝင်လိုက်ပြီဆိုလို့ရှိရင်တော့ကြည့်လို့ပုံစံလေးမြင်ရမှာဖြစ်ပါတယ်ဗောနော်။ဒီအနေထားဆိုလို့ရှိရင်တော့ကျွန်တော်တို့ TikTok creator ရဲ့ program monetization ကိုဝင်လျှောက်လို့ရပြီပဲဖြစ်ပါတယ်။ဒီမှာ TikTok ကနေပြီးတော့တက်မှတ်ထားတဲ့အရေးချင်းတွေပြည်မိသွားဖြစ်ပါတယ်ဗောနော်။ session နဲ့အထက်ပြီးသွားပြီပြီးလို့ရှိရင် follower အသတောင်းကျော် ွားပြီးပြီးလို့ရှိရင်ရက်30အတွင်းမှာကျွန်တော်တို့ဗီဒီယိုကိုဝင်ရောက်ကြည့်ရှုတဲ့ viewer ပေါင်းတသိန်းရှိတော့ဖြစ်ပါတယ်ဗောနော်ဒါဆိုရင်ကျွန်တော်တို့ creator ရဲ့ program ကနေဝင်ပြီးတော့ monetization ဝင်လျှောက်ရုံပဲကျွန်တော်တို့ creator ရဲ့ program ကိုဝင် join မယ်ဆိုလို့ရှိရင်အောက်နားလေးက join နေရာကိုနှိပ်ပေးလိုက်ပါ ခရီတာရူဝဲပရိုဂရမ်ထဲမှာ join မပေါ်သေးဘဲနဲ့အခုလူပြနေသေးတယ်ဆိုလို့ရှိရင်တော့မိတ်ဆွေတို့အနေနဲ့စိတ်တမကြပါနဲ့ဗီဒီယိုတွေပုံမှန်တင်သွားပါ follower တွေပုံမှန် share သွားပါအချိန်တန်လို့ရှိရင်တော့ join ဆိုတဲ့ဟာလေးပေါ်လာမှာဖြစ်ပါတယ်ကဲကျွန်တော် join ဆိုတဲ့ဟာလေးပေါ်နေတဲ့မိတ်ဆွေများအနေနဲ့ကတော့ join ကိုနှိပ်ပေးလိုက်ပါကျွန်တော်အနေနဲ့ monetization ဆက်ပြီးတော့ရှောက်သွားလို့ရမှာပဲဖြစ်ပါတယ်။ Okay, ဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့ TikTok Creator Reward Program ကိုကျွန်တော် join လိုက်ပြီးပဲဖြစ်ပါတယ်။ ရှေ့လျှောက်ကျွန်တော်တို့ဆက်ပြီးတော့လုံဆောင်ရမှာကကျွန်တော်တို့ရဲ့အကောင့်ကို passport နဲ့ဖြစ်ဖြစ် ID နဲ့ဖြစ်ဖြစ် verify လုပ်ပေးရမှာပဲဖြစ်ပါတယ်အများအဖြစ်တော့နိုင်ငံခြားမှာနေနေဆိုတော့ကကျွန်တော်တို့က passport နဲ့ပဲလုပ်ပေးရမှာဖြစ်ပါတယ်ဒါလို့ရှိရင်ကိုယ့်ရဲ့ video ထဲကနေပြီးတော့ဝင်ငွေလာရဲ့ပတ်စံတွေထုတ်ဖို့အတွက် bank account တွေချိတ်ပေးရမှာဖြစ်ပါတယ်ကျွန်တော်တို့ ID တင်ဖို့အတွက်ဒီထက်နဲ့ထွက်ပြီးတော့မှ creator reward program တွေကိုဝင်တွားလိုက်ပါ okay ဒါဆိုရှင်တော့အခုကျွန်တော်တို့ ID တင်တဲ့နေရာနဲ့ bank account ချိတ်လို့ရတဲ့နေရာတွေကိုရောက်ပြီပဲဖြစ်ပါတယ်။အရင်အဆုံးကျွန်တော်တို့ ID ကိုအရင်တင်ပေးရမှာဖြစ်ပါတယ်။ ID တင်ဖို့ဆိုရင်အပေါ်နားလေးက verify ကိုနှိပ်ပေးလိုက်ပါ။ကဲကျွန်တော် ID တင်မယ်ဆိုလို့ရှိရင်တော့မပုံတင် ID ကနဲ့ရတယ်ကျွန်တော်တို့ကျမရဲ့အမခန့်ချက်စာရွက်တစ်ခုခုနဲ့ရတယ်ပြီးတော့တော့ဒီမောင်းလိုင်စင် passport စတဲ့ဒီမျိုးစားတွေနဲ့ရတယ်ပေါ့နော် passport နဲ့တင်မယ်ဆိုလို့ရှိရင်တော့ passport နေရာမှာထားပြီးတော့ next connect ပေးလိုက်ပါကျွန်တော်ကတော့ passport နဲ့ပဲတင်မှာဖြစ်ပါတယ်ကျွန်တော်အနေနဲ့ passport နဲ့တင်ပို့ပြီးတော့အဆင်ပြေတယ်လို့ထင်ပါတယ်ကဲကဲကျွန်တော်တို့ passport နဲ့ ID တင်တဲ့အခါမှာကိုက upload တင်မဲ့ကိုရဲ့ passport မျက်နှာပြင်ပုံဟာဆိုရင်ဖြည့်ညက်လောက်ထားတဲ့ဟာတွေမရဘူးပြီးလို့ရှိရင်မုံဝါဝါဖြစ်နေတဲ့ဟာတွေမရဘူး passport ကမျက်နှာပြင်မှာပြင်းနေတဲ့ဟာတွေမရဘူးเนาะအလင်းတန်းတွေပြင်နေတဲ့ဟာတွေမရဘူးတေချာလေးချိန်ပြီးတော့ရိုက်ပေးရမှာဖြစ်ပါတယ် passport ကိုကျွန်တော်တို့ upload တင်ပြီးတော့ ID တင်မယ်ဆိုရင်အောက်နားလေးကဒီအနီဝိုင်းဆက်ကလေးရှိတဲ့နေရာမှာနှိပ်ပြီးတော့အမှန်ချစ်ကလေးကိုနှိပ်ပေးလိုက်ပါပြီးတော့ next ကိုနှိပ်ပြီးတော့ set ထားလိုက်ပါ Okay ဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့ရဲ့ passport မျက်နှာပြင်ကိုတေချာလေးချိန်ပြီးတော့ရိုက်ပါခုဖုန်းထဲမှာရိုက်ထားပြီးတာရှိတယ်ဆိုလို့ရှိရင်လည်းဖုန်းထဲရနေပြီးတော့ရွေးပြီးတော့ upload တင်လို့ရပါတယ်ကဲကျွန်တော်ရိုက်ပြီးတော့ပြီဆိုလို့ရှိရင်တော့ confirm and upload ကိုနှိပ်ပြီးတော့မှ ID တင်လိုက်လို့ရပါပြီ Okay ဒါဆိုရှင်တော့ upload တင်နေတယ်ပေါ့နော်သူကျွန်တော်တို့ရဲ့ ID ကိုစစ်ဆေးနေတယ် Okay ဒါဆိုရှင်တော့တခါတဲ့ ID က verify ဖြစ်တယ်ပေါ့နော်ရပြီဒါကျွန်တော် ID တင်တာအောင်သွားပြီနော်အောက်နားလေးက got a ကိုနှိပ်ပြီးတော့မှကျွန်တော်တို့ဒီမျက်နှာပြင်ထဲကနေပြီးတော့ထွက်လိုက်လို့ရပါပြီ ID တင်တဲ့အခါမှာတခါလေချက်ချင်းမအောင်ပဲဖြစ်တတ်တယ်ပေါ့နော် verify မဖြစ်ပဲဖြစ်တတ်ပါတယ် ဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့တရက်နေရက်ကျွန်တော်စောင့်ပေးရပါတယ်။ကဲဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီလိုလေးထပ်ပေါ်လာမှာဖြစ်ပါတယ်။ဒါဆိုရင်ကျွန်တော်တို့ဒီမျက်နှာပြင်ထဲကနေထွက်ပြီးတော့မှတခါပြန်ဝင်ကြည့်လိုက်ပါ။ခုနက ID verify ဆိုတဲ့ဟာလေးပျောက်သွားမှာဖြစ်ပါတယ်။ဒါဆိုရင်ကျွန်တော်တို့ ID တင်တာအောင်ပြီပေါ့နော်။နောက်တစ်ခါကျွန်တော်တို့ဆက်ပြီးတော့တွားရမှာကပန်အကောင့်ဆက်ပြီးတော့ချိန်ပေးရမှာဖြစ်ပါတယ်ကျွန်တော်တို့ သိတော့ပုံမှာတင်တဲ့ဗီဒီယိုများအနေပြီးတော့ပတ်စံဝင်လာရင်အဲ့ဒီပတ်စံတွေကိုထုတ်ယူဖို့ပန်ချက်ရမှာဖြစ်ပါတယ်။ကျွန်တော်တို့ဒီကို ID တင်တဲ့ချိန်မှာပေါ့နော်သိတော့ကနေပြီးတော့ကျွန်တော်တို့ရဲ့ဒီသိတော့ system notification မှာလေးလာပြီးတော့ဒီစာပို့လာတယ်ပေါ့နော် notification ပို့လာတဲ့အောင်းနဲ့မအောင်းဘူးဆိုတာတော့ဒီမှာလာပြီးတော့ချိန်လို့ရတယ်။ဒီကျွန်တော်တို့သိတော့အကောင့်ဖွင့်ထားတဲ့ အီးမေးလ်ထဲမှာပေါ့နော်အီးမေးလ်ထဲမှာလည်းပို့ပေးတာဖြစ်ပါတယ်အီးမေးလ်ထဲမှာတွားပြီးတော့လည်းချိလို့ရတယ်ပေါ့နော်ကဲဒါကတော့အခုကျွန်တော်ဒီ TikTok application ထဲကနေပြီးတော့ system notification မှာလာပြီးတော့ကြည်တာဖြစ်ပါတယ်ကဲဒါဆိုရင်ကျွန်တော်တို့အခုဆက်ပြီးတော့လောက်ရမှာကဘဏ်အကောင့်ပြင်ပြီးတော့ချိန်ရမယ်ပေါ့နော်ဘဏ်အကောင့်ချိန်မယ်ဆိုရင်ကျွန်တော်တို့ဒီ TikTok ထဲကနေပြီးတော့မှ studio ထဲကိုကျွန်တော်ဝင်လိုက်ပေါ့နော် creator web program ထဲကိုပြန်ဝင်လာလိုက်မယ် ပြီးရင်ခုနကကျွန်တော်တို့ ID တင်တဲ့နေရာထဲကိုရောက်လာမှာဖြစ်ပါတယ်။ကဲပြီးတော့ကျွန်တော် ID တင်သွားရင်အခုဘန်ဆက်ချိန်ဖို့လူတွေပေါ့နော်။ဘန်ချိန်ဖို့အတွက်ကိုကျွန်တော်တို့ဒီ payment နေရာမှာ set up ကိုနှိပ်ပေးလိုက်ပါ။ okay ဒီလိုလေးပေါ်လာမှာဖြစ်ပါတယ်ခဲတဲ့ပုံပေါ်တဲ့နေရာမှာနှိပ်ပြီးတော့မှကျွန်တော်ရဲ့ bank info တွေလာပြီးတော့ထိပ်ပေးရမှာဖြစ်ပါတယ်ဗောနော် bank account တွေလာပြီးတော့ထိပ်ပေးရမှာဖြစ်ပါတယ် okay bank account ချိန်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ TikTok account reaching နိုင်ငံကပန်နေလေးချိတ်လို့ရတယ်ဒါမှမဟုတ်တခြားနိုင်ငံကပန်နေကိုလည်းကျွန်တော်ချိတ်လို့ရတယ်။ကဲကျွန်တော်တို့တခြားနိုင်ငံကပန်နေချိတ်မယ်ဆိုရင်အပေါ်နားလေးက country နေရာမှာတစ်ချက်နေလိုက်ပေါ့နော်။အဲ့နေရာမှာနေပြီးတော့မှခုချိတ်မယ်နိုင်ငံကိုရွေးလိုက်ပါ။အခုကျွန်တော်ကတော့ TikTok account က Japan region နဲ့ဖြန့်ထားပေးမယ်။ကျွန်တော်ကထိုင်းကပန်နေချိတ်မှာဖြစ်ပါတယ်ပေါ့နော်။ထိုင်းကပန်ကောင်နဲ့ချိတ်မှာဖြစ်တဲ့အတွက်ကြောင့်ထိုင်းလိုင်းကိုကျွန်တော်ရွေးချယ်လိုက်ပါမယ်။ Okay ထိုင်းလိုင်းကိုကျွန်တော်ရွေးချယ်လိုက်မယ်။ ပြီးတော့တော့ဒန်းကိုနှိပ်လိုက်မယ်ခဏဆောင်ပါကြည့်ဒါဆိုရှင်တော့ Thailand Bank ကိုကျွန်တော်ရွေးချယ်လိုက်ပြီပဲဖြစ်ပါတယ်ဒါဆိုရင် Bank number တွေဝင်ထည့်ဖို့အတွက်ကျွန်တော်တို့ Bank transfer တွေကိုနှိပ်လိုက်ပါပြီးတော့တော့ကျွန်တော်တို့ TikTok account ဖွင့်ထားတဲ့ email gmail တွေထဲမှာအောက်လုံးနဲ့ဖွင့်ထားအောက်လုံးထဲမှာပေါ့နော်ကုတ်နံပါတ်ပို့ပေးလာမှာဖြစ်ပါတယ် email မှာပို့ပေးလာတဲ့ကုတ်နံပါတ်6လုံးကိုဒီနေရာမှာလာပြီးတော့ထည့်ပေးလိုက်ပါ okay ဒီမှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ရဲ့ pan account နာမည်တွေ pan နာမည်တွေပြီးလို့ရှိရင် pan number တွေထည့်ပြီးတော့မှကျွန်တော်တို့ရဲ့ pan account ကိုချိန်ထားလို့ရပြီဖြစ်ပါတယ်အပေါ်ဆုံးနာလေးမှာကျွန်တော်တို့ first name နေရာမှာ pan account ရဲ့ first name ထည့်ပါပြီးလို့ရှိရင် last name နေရာမှာကျွန်တော်တို့ pan account နာမည် last name တွေထည့်ပေးလိုက်ပါနော်ပြီးရင်တော့အောက်နာလေးက pan name နေရာမှာဆိုလို့ရှိရင်ကျွန်တော်တို့ပါ pan နဲ့ချိန်ပါလိမ့်ပါနော်ခုတုံးထားတဲ့ pan name ကိုဝင်ပြီးတော့ရွှေ့လိုက်ပါတယ် ထိုင်းနိုင်ငံမှာဆိုလို့ရှိရင်တော့ဘန်ကောက်ဘိုင်းဒါမှမဟုတ်ကျွန်တော်တို့ Chrome C လာကာစီကွန်လာပေါ့နော်ထိုင်ဖန်နဲ့စတယ်ဖြစ်ကျွန်တော်တို့ကုအသုံးပြုတဲ့ဘန်တွေကိုဒီမှာရွေးလိုက်ပါပြီးတော့တော့အောက်နားလေးမှာဘန်အကောင့်နဲ့ပဲကုထိပ်ပေးလိုက်ပါ email နေရာမှာကျတော့ TikTok account ခွင့်ထားတဲ့ email ပဲဖြစ်ဖြစ်ထည့်ထားလိုက်လို့ရတယ်ပြီးရင်တော့ submit ကိုနှိပ်ပေးလိုက်ပါ ကဲအခုလို primary ဆိုပြီးတော့ပြနိုင်ပြီဆိုရင်ကျွန်တော်တို့ TikTok ကနေပြီးတော့ရလာမဲ့ဝင်ငွေတွေကိုထုတ်ဖို့အတွက်ပေါ့နော်ကျွန်တော်တို့ bank account ဝင်ချိတ်တာအောင်မြင်သွားပြီဖြစ်ပါတယ်ဟုတ်ကဲ့ပါမိတ်ဆွေတို့အနေနဲ့ကိုယ့်ရဲ့ TikTok account တွေထရနေပြီးတော့ပတ်စံတွေအများကြီးရှာနေပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ဒီဗီဒီယိုလေးမှာတော့ဒီလောက်နေပဲရတန်လိုက်ပါတော့မေးနောက်မလေးတာတွေရှင်လဲဗီဒီယိုအောက်မှာ comment တွေရေးပြီးတော့မေးမြန်းထားနိုင်ပါတယ်ဒီဗီဒီယိုကမိတ်ဆွေတို့အတွက်အကျူရှိတယ်ဆိုရင်ဗီဒီယိုကို like and share မျှဝေပေးတောင်းနိုင်ပါတယ် ဟုတ်ကဲ့ပါနောက်ထပ်ဗီဒီယိုတွေမှာပြန်ပြီးတော့ဆုံကြရအောင်အားလုံးပဲမင်္ဂလာပါ